ခြာဝရတီတမ်းရဲ့အပြစ်ခတ်ရစဲရေးအတွက်အာဖဂန်နိုင်ငံနဲ့ညီနိုင်ဆွေးနွေးနေမှုတွေဟာအလုတ်ဖြစ်နိုင်တဲ့အဖြစ်မရဘဲပြတ်သွားပြီလို့ပါကစ္စတန်နိုင်ငံကဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ်။သူနိုင်ငံသားတွေကိုကာကွယ်ဖို့ခြေလှမ်းနေလှမ်းရလိုက်မယ်လို့လည်းသတိပေးလိုက်ပါတယ်။ဝန်ထဲစရာကောင်းတာကအာဖဂန်ဘက်ကဘာအာမခံချက်မှမပေးပါဘူး။အထူးကကြားတဲ့ပြဿနာတွေမှာလီးလွတ်ပြောဆိုနေပြီးတော့အပြစ်တင်တဲ့အလုပ်ပဲလုပ်နေပါတယ်။ ရှောင်လွဲတာတွေမာယာတွေတုံးတာတွေပဲလုပ်နေတယ်လို့အစ္စတန်ဘူမှာကျင်းပခဲ့တဲ့၄ရက်ကြာဆွေးနွေးပွဲအပြီးမှာပြန်ကြားရေးဝန်ကြီးအတောလာတာရာကလူမှုကွန်ရက် X မှာရေးသားထားပါတယ်အဲ့ဒီဆွေးနွေးပွဲကိုကာတာနဲ့တူရကီနိုင်ငံတို့ကဂျာဝင်ညှိနှိုင်းဆေးဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲကဘလို့အလုပ်ဖြစ်မဲ့အဖြစ်မှမရပဲပြတ်သွားပါပြီလို့လည်းသူကဆက်ပြောလိုက်ပါတယ်။ တောင်ဝါရှအိန္ဒိချင်းနိုင်ငံနှစ်ခုအကြားနှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးနေဆက်ဖြတ်ကျော်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ရည်ရွယ်ပြီးအစ္စတန်ဘူဆွေးနွေးပွဲတွေကျင်းပပြုလုပ်ခဲ့ကြတာပါအာဖဂန်နစ္စတန်နိုင်ငံကပါကစ္စတန်ကပြုလုပ်တယ်လို့ဖြစ်တယ်ဆွဆွဲထားတဲ့ကပူးမျိုးပောက်ကွဲမှုတွေအော်တိုဘားလ9ရက်နေ့ကဖြစ်ပွားခဲ့ပြီးတဲ့နောက်အခုလိုပြစ်ခတ်တိုက်ခိုက်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ါကစ္စတန်နိုင်ငံကိုတိုက်ခိုက်နေတဲ့စစ်သွေးကြတွေကိုအာဖဂန်နိုင်ငံကခိုလုံခွင့်ပေးထားတယ်လို့အစ္စလာမဘတ်ဘက်ကနေပြီးတော့ဆွဆွဲပြောဆိုခဲ့ပြီးတဲ့နောက်တချိန်ကမဟာမိတ်တီဖြစ်ခဲ့ကြတဲ့နိုင်ငံနှစ်ခုအကြားဆက်ဆက်ရေးတွေဟာမကြသေးမီနှစ်တည်းအတွင်းဆိုးရွားလာခဲ့တာဖြစ်ပါတယ်၄၈နှစ်ကြာကနအူပစ်ခတ်ရဆဲရင်ကာလကုန်ဆုံးသွားပြီးတဲ့နောက်ဒိုဟာမှာဆွေးနွေးပွဲတွေပြုလုပ်ပြီးဒုတိယအကြိမ်ပစ်ခတ်ရဆဲရင်အောက်တိုဘာလ၁၉ရက်နေ့မှာထွက်ပေါ်လာခဲ့ပါတယ် ပါကစ္စတန်ဟာငြိမ်းချမ်းရေးလိုလားတဲ့စိတ်ဓာတ်နဲ့အာဖဂန်နစ္စတန်နိုင်ငံနဲ့ညှိနှိုင်းနေတာဖြစ်တယ်လို့တာရာကပြောပါတယ်။သို့သောကပူးဟာပါကစ္စတန်နိုင်ငံကိုစန့်ကျင်တဲ့အကြမ်းဖက်သမားတွေကိုစင်ဆက်မပြတ်ထောက်ခံအားပေးနေခဲ့တယ်လို့လည်းဆွဆွဲပြောကြားခဲ့ပါတယ်။အကြမ်းဖက်အနေရကကျွန်တော်တို့ပြည်သူတွေကိုကာကွယ်နိုင်ဖို့အတွက်လိုအပ်တဲ့အရာအားလုံးကိုဖြစ်နိုင်သမျှအကုန်လုံးဆက်ပြီးလုပ်သွားပါမယ်လို့လည်းတာရာကဆက်လက်ပြောဆိုလိုက်ပြီးအကြမ်းဖက်သမားတွေကိုတေချေပြုံးတီးသွားအောင်လုပ်မယ်။ သူတို့ရဲ့ခိုးလုံရနေရာတွေသူတို့ကိုထောက်ခံအသူအားပေးသူတွေကိုတိုက်ခိုက်ဖျက်ဆီးသွားမယ်လို့လည်းကတိပြုပြောဆိုလိုက်ပါတယ်။အာဖဂန်နစ္စတန်ဘက်ကတော့ဘလို့ချက်ချင်းတုံ့ပြန်မှုမျိုးကိုမှပြုတ်လောက်တာမတွေ့ရသေးပါဘူးရှင်။မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကို လိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ